အားလုံးပဲမင်္ဂလာပါအာကျွန်တော်တို့အဆုံးပြတာကြာပြီပေါ့နော်ကျွန်တော်ဒါမနေ့ညတော့အာဒီနေ့မနက်ပေါ့နော်ကျွန်တော်ဒီ fever club orchid ပြိုင်ပွဲစတယ်ပေါ့နော်ပထမပွဲကတော့ကျွန်တော် air hali နဲ့ inner my ပွဲစဉ်ကတော့ကျွန်တော်ဂုံးမရှိသေးရတဲ့နဲ့ပွဲပြီးခဲ့တယ်ပေါ့နော်အဲ့တော့ဒီညမှာတော့ကျွန်တော်ဒီညအာဒီညဆိုပေမဲ့ကျွန်တော်ဒီညနှစ်ပွဲပေါ့နော်မနက်ပဲမနေ့အစောပိုင်းနှစ်ပွဲပေါ့အော်ဒါဘာလို့လဲဆိုတော့ကျွန်တော်တောင်အမေရိကမှာကန်တဲ့ပွဲစဉ်ပြောင်းမလို့ကျွန်တော်တို့ဟာ sorry တောင်အမေရိကမဟုတ်ဘူး USA မှာကန်တဲ့ပွဲ ဖြစ်ကြောင်လို့နောက်အမေရိကန်နဲ့ဒါကျွန်တော်တို့နဲ့ကဒါဘလို့ပဲအချိန်ကတရက်ကျော်กว่าရဲ့ဗောနော်သူတို့ရှိမှညနေဆိုရင်ကျွန်တော်ရှိမှမနက်ဗောအဲဒါမို့ကျွန်တော်ဒါဒီညမှာကျွန်တော်စနေနေ့ဝက်တဘောရှိမယ်နောက်တနေ့ဝက်တဘောရှိမယ်မနက်ရမနက်၄နေ့ကွယ်နောက်၈နေ့ကွယ်ဗောနော်လောပွဲစဉ်တွေရှိတယ်အဲ့ပွဲစဉ်တွေကအချိန်တွေကအရန်กว่าတဲ့ခါမှာဘာတွေဖြစ်လာလဲဆိုရင်ကျွန်တော်တို့ခြေတွေပြောင်းလဲမှုတွေအများကြီးဖြစ်လာတယ်ဗောနော်ညာဒီ inner mind ပွဲဆိုလဲခြေတွေအရန်ကိုလှုပ်ရှားရတယ်ဗောနော်ကျွန်တော်ညာဥပိုင်းမှာတွေ့ရတဲ့နောက်ညနေပိုင်းမှာ တွေ့ရကြည်ရတကြည်ရောနော်တစည်းရောနောက်ကျွန်တော်ကန်ဒီမှာကြည်ရတမျိုးပြောင်းသွားရပါတော့ဒါကြောင့်မို့ကြည်နေထားရကိုကျွန်တော်လိုက်ဖမ်းတာအတော်လေးကိုအဆင်မပြေဘူးပေါ့နော်ဘာလို့လဲဆိုတော့ကန်တဲ့ချိန်တွေကဇောစကားတွေဖြစ်နေတဲ့နေထားပေါ့နော်နောက်ကျွန်တော်ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်လည်းအတော်လေးအဆင်မပြေဘူးဗျကျွန်တော်မနက်9:00နာရီကျော်8:00နာရီကျော်ဆိုတာဒါကျွန်တော်နိုင်ငံနေနေကဒါရုံသွားရုံတက်အလုတ်သွားအလုတ်ပြန်လုတ်တဲ့ချိန်တွေပေါ့နော်ဒီချိန်တွေမှာကျွန်တော်နေတဲ့ပွဲစဉ်ကြည့်ဖို့ကလည်းအတော်လေးကိုကတိကောင်းဖြစ်ကြမှာပါ အဲ့ဒါတော့ကျွန်တော်ဘောစီနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကိုတွေကိုသတိထားလို့ရအောင်ကျွန်တော်မျှဝေပေးရခြင်းဖြစ်ပါတယ်။အဲဒီနေ့မှာတော့ကျွန်တော်ကဒီကလပ်ဟော့ကပ်ပြန်ဝင်ရနေပြီးတော့ကျွန်တော်ဘောစီနှစ်ပွဲပေါ့နော်နှစ်ပွဲကိုအော်နှစ်ပွဲသုံးပွဲတော့ကျွန်တော်ဒီ free world အနေနဲ့ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ပထမပွဲစဉ်ကတော့ကျွန်တော်ဒီ Bayern Munich ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်မှာလက်ရှိ Bayern တင်းရနေပြီးတော့လေးလုံးရှုံးဂိုးပေါင်းကြီးက fight တွေဆိုပြီးပေးထားရပေါ့နော်။အဲ့တော့ဒီ New Zealand ကလပ်နဲ့ Can Bayern Munich တင်းရကြီးရတစ်ဖက်သိပ်အော်တစ်ဖက်သက်ဂိုးသွင်းမဲ့ကြီးနေထားပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်တော့ ဒီလိုအုပ်စုတွေနဲ့ကန်တဲ့ပွဲစဉ်မှာဒီလိုမျိုးချင်းပြည့်ရဆိုတာဒါကျွန်တော်နေအတော်လေးကိုအော်ပြင်းထန်လေကျွန်တော်အထင်လဲပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်ဘိုင်ယန်မြူနစ်တင်းနေတဲ့အ ਨੇ စုံ၅ခုပြတ်မယ်လို့ကျွန်တော်ကတော့ယူဆတယ်အဲဒါမှမဟုတ်ဒီပွဲစဉ်မှာတော့ကျွန်တော်ဘိုင်ယန်မြူနစ်ပေါ်ဒီနဲ့ဘိုင်ယန်မြူနစ်ကိုပေါ်ကြိုက်ပါတယ်နောက်ဒုတိယပွဲစဉ်ကတော့ကျွန်တော်အားလုံးသိပြရဖြစ်တယ်ဒီ PSG နဲ့အက်တလတီကိုမက်ထရစ်ပွဲစဉ်ပေါ့ဒီပွဲစဉ်မှာရှိပေါ့ကြီးက PSG ကနေပြီးတော့ level show ကပေါင်းကြီးက၃လုံး၅ခုနိုင်ပြထားပါတယ် အော်ဒီကြေးအလုံးကတော့ကျွန်တော်အခုခမန်းပေးရချိန်မှာဖွင့်လှစ်ထားတဲ့ကြေးတွေပေါ့နော်ကျွန်တော်ပြန်ဝဲတွေကအချိန်အများကြီးကြာကြမလို့အနိကက်အနေနဲ့ပြောင်းလဲမှုရှိနိုင်ပါတယ်။ဘာဖြစ်ဖြစ်ကျွန်တော်ရွေးချယ်မှုတွေကတော့ကျွန်တော်ရှိချိန်မှာပေါက်တဲ့ကြေးတိုင်းကျွန်တော်ခမန်းပေးထားခြင်းဖြစ်ပါတယ်။ဒီ PSG နဲ့ Atletico Madrid ပွဲစဉ်မှာတော့ကျွန်တော်ကတော့ Atletico ဘော်လီကြိုက်ပါတယ်။ Atletico အသင်းနဲ့ဒီ PSG အသင်းကိုမရှုံးလို့ကျွန်တော်ကယူဆရတယ်။ဒီပွဲစဉ်မှာအသင်းလုံးကထိန်းကစားပြီးရောမိနစ်90ကျော်တည်ကြမလို့ကျွန်တော်ခမန်းလာတယ်။အစားမပြေဒီပွဲစဉ်မှာတော့ Atletico ဘော်လီကြိုက်ပါတယ်။ မဟုတ်ဘောစင်ရောကျွန်တော်တို့ဒီပေါ်တူဘောစင်ပေါ့နော်ပေါ်တူရဲ့ဒီဘရာဇီးကလပါမီယာဆိုတဲ့အသင်းဘောစင်ပေါ့နော်ဒီဘောစင်မှာတော့ဘော်ဒီဂျစ်တဲနေထားမှာကိုပေါင်းကြီးတူးငောင်းမှုရှုံးပေါ့ဒီဘောစင်မှာလည်းတစ်သင်းလုံးကခန်းဆက်သားပြီးကစားလာမယ်နေစားမလို့ဒီဘောစင်မှာတော့ကျွန်တော်ကိုပေါင်းကြိုက်ပါတယ်အဲ့ဒါဒီသုံးဘွဲပေါ့နော်ဒါကျွန်တော်လေးနိုင်ဘွဲမှာကမိုင်ဘွဲရဲ့နောက်ကျွန်တော်ညတနိုင်ဘွဲမှာကမိုင်ဘွဲရဲ့ကျွန်တော်ဒီညဆနိုင်ဘွဲကမိုင်ဘွဲသုံးဘွဲပေါ့ ဒီသုံးပွဲကိုကျွန်တော်ကရွေးချယ်ခံမှန်းပေးထားပါတယ်။ပထမပွဲစဉ်ကတော့ Bayern Munich ပွဲစဉ်မှာ Bayern Munich ဘော်လီနဲ့ Gumbang ပေါ်ကြိုက်တယ်။နောက် PSG နဲ့ Atletico Madrid ပွဲစဉ်မှာကျွန်တော် Atletico ဘော်လီကြိုက်တယ်။နောက် Parmesan နဲ့ Porto ရဲ့ပွဲစဉ်မှာတော့ကျွန်တော် Gumbang ကြိုက်ပါတယ်။အဲ့တော့ဒီ club orgat ပြန်ပွဲကအခုမှစပြန်တဲ့ပွဲကြောင့်မလို့ကြောင့်ချေးနေထားရောခြေစွမ်းတွေရောကျွန်တော်ဒါပြီးခဲ့တဲ့ရာသီကခြေစွမ်းတွေကိုပဲတုံးသက်ပြီးတော့အချက်မြင့်ရွေးချယ်တိုင်းဖြစ်ပါတယ်အဲဒါကြောင့်မလို့မိတ်ဆွေတို့နေလည်းအရန်ကြီး business ရပုံအော်ပြီးကစားဖို့စောပါသေးတယ်အဲဒါကြောင့်မလို့ ကိုစိတ်ဝါနာပါလောက်ပဲဒါကိုမတိခဲ့ပမာဏပဲကစားဖို့ကျွန်တော်အကျဉ်းထုတ်ကြင်ပါတယ်အဲတခြားပုံစံ comment တွေကိုတော့ကျွန်တော်အနီးကအနေနဲ့အကြိုက်တွေ့ရင်တော့ပုံမှန်တိုင်းပဲကျွန်တော်ရဲ့ Telegram free channel မှာအခမဲ့အမြောက်ပေးထားပါမယ်အဲတော့ဗီဒီယိုလေးကိုစောင့်ကြည့်ပြီးရဲ့ Love Boy မိတ်ဆွေကြီးကိုများအားလုံး Club Walk ပြန်ဝင်ပါလေအားလုံးပဲအဆင်ပြေပြီးတော့အပေါင်းပြကြပါစေလို့ကျွန်တော်ကဆုတောင်းပေးခဲ့ပါတယ်